ရေးပေါ်တရေဓာဆေးကိုခဏခဏသုံးမိနေတယ်။ဘာဆိုးကျိုးတွေရှိလဲဆိုတာသိရဖို့အတွက်အခုဗီဒီယိုလေးကိုကြည့်ပေးပါရှင်။စမားတို့အမျိုးသမီးလေးတွေအတိုက်ငယ်ငယ်နဲ့ကိုယ်ဝန်မဆောင်ရဘူး။ပြီးရင်မတော်တရားအပြုချက်ခံရတဲ့အခါမှာရလာတဲ့ကိုယ်ဝန်ကိုကာကွယ်တားဆီးဖို့အတွက်ဒီအရေးပေါ်ဓာဆေးကိုဘယ်လိုတောက်သုံးရမလဲဆိုတဲ့အသိပညာဗဟုသုတကိုရှိထားတင်ပါတယ်။အရေးပေါ်တရီဒါဆေးကစမုတ်မြန်မာနိုင်ငံမှာတော့နှလုံးပါတဲ့ဆေးကန်းနဲ့တလုံးပါတဲ့ဆေးကန်းဆိုပြီးတော့လူတည်များကြပါတယ် ဒီတလုံးပါတဲ့ဈေးကက်ကအတူတူနေပြီးပြီးချင်းတောက်ရင်အကျိုးအာနိသင်အများဆုံးမှာဒါမှမဟုတ်ဘူးဆိုရင်လည်း12နာရီအတွင်းပေါ့နော်အတူတူနေပြီး12နာရီအတွင်းတောက်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုလည်း82နာရီအတွင်းတောက်လို့ရပါတယ်တောက်တဲ့အချိန်နောက်ကျလေနောက်ကျလေအကျိုးအာနိသင်ကရော့လေရော့လေပဲဖြစ်ပါတယ် နှလုံးပါတဲ့ဆေးကက်ကိုတောက်မယ်ဆိုရင်တော့ပထမတစ်လုံးကိုအမျိုးသားနဲ့အတူတူနေပြီးပြီးချင်းတောက်ရပါတယ်။ခုနကပြောသလိုမျိုးပေါ့နော်ဆက်ဆာချင်းတောက်တဲ့အချိန်ကနောက်ကြလေနောက်ကြလေရတော့အကျိုးအနိသင်ယော့လီယော့လီပဲဖြစ်ပါတယ်။ပြီးပြီဆိုရင်ဒုတိယတစ်လုံးကို ပထမတစ်လုံးနဲ့ဆက်နှစ်နာရီချားပြီးတော့တစ်ခါတောက်ပေးရပါတယ်။အရေးပေါ်ဒါစီကိုခဏခဏတောက်မယ်ဆိုရင်တော့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့မူးဝေပြုတ်အာနာ ောက်ပြီးရင်ခေါင်းရမ်းကြိုက်တာ ပြီးတော့ရာသီမမှန်တာတွေဖြစ်နိုင်ပါတယ်။ဒီအရေးပေါ်ကိုဝင်ဓာဆေးကိုခဏခဏတောက်မယ်ဆိုရင်ကင်ဆာဖြစ်နိုင်တယ်ဆိုရတွေ့ရှိချက်မျိုးတော့ရှိမှသာသေးပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာဂိတ်စ်ပါ။